အမှုကိုစက်တင်ဘာလ17ရက်နေ့တွင်စစ်ဆေးသည်အစိုးရဘက်ကလက်ထောက်အစိုးရရှိနေဖြင့်ဦးမြင့်သိန်းကလိုက်ပါဆောင်ရသည်ဦးမြင့်သိန်းသည်တီကြီးဖြောက်မှတ်သည့်မြန်မာလူငယ်ရှိနေတယောက်ဖြစ်သည်စိတ်တဘောတာပျော့ပြောင်းသူလည်းဖြစ်သည်တရားခံဘက်ကမူမတော်နယ်လိုက်ပါလျှောက်လေသည်လက်ထောက်တယောက်လည်းပါသည် ပထမဆုံးပလိတ်ကစစ်ခံသည်ဂျင်ဒိန်းပလိတ်ကဖြစ်ပြပုံကိုတင်ပြသည်မိနီပြထားစဉ်ဖော်တက်စတူဒီအချိန်မလျှော်ဘဲမောင်းလာပြီးမျိုးသမီးနှစ်ယောက်ပါလာတီကားကိုဝန်တိုက်သည် လမ်းတစ်ပတ်သို့လွှင့်စင်ကြသွားသည် လမ်းမကြီးတွင် တခြားကားတစ်စီးလာနေသည့်ဖြင့်တရခိုင်ကားကိုမိနီပြတားဆီးထားသည်ကိုအဝေးကပင်မြင်နိုင်သည်ဆရာဝန်၏အစ်စ်ခံချက်ကိုလည်းမှတ်တမ်းတင်ထားသည်ကားနစီပစ္စည်းပေါ်ကားတိုက်ပြီးရင်းတို့အနေထားတို့ကိုမှတ်သားသည်ထို့နောက်မျက်မြင်သက်သည်လေးဦးကိုစစ်ဆေးသည်လေးဦးစလုံးကဂျင်တိန်ပလေး၏အစ်စ်ခံချက်ကို ထောက်ခံကြသည်အမှုကိုစတေမာလာ19ရက်တို့ထပ်မံချိန်ဆလိုက်သည် ထိုချိန်တွင်ဥကောင်းတန်ရသည့်တော်ကြီးမှတက်တာလာပြီ သူကိုပလိတ်ကတက်တဲ့အဖြစ်ထပ်မံတင်ပြလိုသေးသည်ထိုနေ့တွင်တော်ကြီးသည်ခေါင်းတွင်ပတိစီလျက်ရုံးသို့လာရောက်အစ်စ်ခံသည်တရားခံပေါ်ရန်လိုသည့်အမှုရာလုံးလုံးမရှိပဲဖြစ်ပျက်သည်များကိုရှင်းရှင်းလင်းလင်းပင်အစ်စ်စီခံခဲ့သည်ထိုနေ့ကတူကြီးသုံးယောက်မော်တော်ကားဖြင့်ရန်ကုန်တဲသို့လာခဲ့သည်သူတို့ကားကိုဒရိုင်ဘာကဖြည်းဖြည်းမှန်မှန်မောင်းခဲ့သည်ဟယ်ဘရင်လမ်းဆောင်သို့ရောက်လျင်ဗီစိန်ပြတ်သည့်ဖြင့်ဆက်မောင်းခဲ့ရာ အော်ဟစ်တန်ကြားပြီးတရိပ်မိသွားသည်တရိပ်ပြန်လဲလာလျင်စေယုံကြီးတို့ရောက်နေကြောင်းသိရသည်ဟုအစစ်ခံသည်အမှုစစ်စေးခြင်းကိုဤတွင်အဆုံးသတ်လိုက်သည်စစ်စေးချက်များအရတရားခံသည်မိနီကိုဖျက်မှောက်သည့်ဖြင့်ကတိုက်မှုဖြစ်ရသည်မှာထင်ရှားနေသည်တိုးတော်တရားခံသည်ဂျင်မခန္ဓာကလမလာခြင်းဖြစ်သည်ကိုမူမပြောတော့ကျွန်တော်ဘက်ကစဉ်းစားဆုံးဖြတ်ရန်သာကျွန်တော်သည်အမှုတော်အမှုလားလိပ်ပက်လျရန်တတိယမြတ်ကိုပြန်ခေါ်စစ်ဆေးပိုင်ခွင့်ရှိသည်ရင်းမှာ တရားသူကြီးအားတရားဥပဒေကပြည့်ရထားသော အခွင့်အာဏာပင်ဖြစ်သည်စင်ကာပူအမှုတွင်ကျွန်တော်သည်တရားခံစင်ကာပူအပေါ်မနစ်လာစေလို့သောဆန္ဒရှိသည့်ဖြင့်ထိုအခွင့်အာဏာကိုအသုံးပြုကာတပ်သိများကိုပြန်ခေါ်ဆစ်ဆီးခဲ့သည်ယခုအမှု၌လည်းရှင်းလင်းစရာတစ်ချက်ကျန်နေသေးသည့်ကိုတရားသည်ကျွန်တော်ဘက်ကအခွင့်အာဏာကိုအသုံးပြုကာတရားခံပိုတက်စတူဒီဂျမခနာကလမထွက်လာတွင်အရက်ပနကွက်တောက်ခဲ့သည်ဘလောက်ဝူးရလာသည်ကိုပလိတ်အား ထပ်မံစုံစမ်းစစ်ဆေးခိုင်းနိုင်သည်သို့သော်ထိုနီလန်းကိုကျွန်တော်အသုံးပြုလိုပါထိုကိစ္စကိုပေါ်အောင်ဖော်မည်ဆိုလျင်တရားခံဘက်ကအများကြီးနစ်နာစရာအကြောင်းတွေကိုကျွန်တော်မြင်တွေ့နေရပါသည်တရားခံနဲ့သူရှိနေတို့အားထိုကိစ္စနဲ့ပတ်သက်၍မေးလာမြန်လာမလုပ်လျင်ကျွန်တော်အဖို့ကောင်းပြီဟုဆင်ခြင်မိသည်ဒီနေ့နဲ့တော့တရားခံကိုအမိဖမ်းရန်အာမထုတ်လျင်ကောင်းပြီဟုကျွန်တော်ယူဆမိသည် အမှုကိုစစ်ဆေးစဉ်ကာလတစ်လျှောက်လုံးတရားခံသည်ဂျမခနာကလမ ထွက်လာတဲ့အခါတည်ငြိမ်ရဲ့လားအရက်မူလာသလားဆိုသည့်ကိစ္စမပေါ်လာပါတရားရုံးတွင်လည်းညဉ့်ညင်တက်တဲ့တစုံတရာမတင်ပြနိုင်ပေသို့တော့ကလပ်မှထွက်လာပြီးနောက်သူ့အပြုတ်မှုတို့ကမထိန်သိမ့်နိုင်အောင်ရိမ့်ရိုင်လာသည့်အဖြစ်မျိုးနဲ့ကြုံကြုံကြိုက်နေလေရသူသည်ကလပ်တွင်အရက်သေးစားအလွန်ကြောင်တောက်လာသည်ဖြစ်သားဤညတတိလလဖြစ်ရခြင်းဖြစ်သည်ဟုယူဆเสียအကြောင်းသာထင်ထင်ရှားရှားပေါ်လွင်လာသည်သို့တော့ဤဒီမှာထင်မြင်ယူဆချက်သာဖြစ်သည် အကယ်၍သာတရားခမ်းဖော်တက်စတူတယောက်ဂျမကနာကလပ်တွင်ရက်အလွန်ကြုံတောက်စားကမိုးရစ်လာပါသည်ဟုမျက်မြင်သက်သက်တယောက်လောက်၏အစိတ်ခကြက်ကိုရယူနိုင်ပြီဆိုလင်စောစောကထင်မြင်ယူဆချက်သည်တကယ်အဖြစ်မှန်သဘောသို့ကူးပြောင်းလာမည်ဖြစ်သည် ထို့အခါတွင်မှကျွန်တော်ဘက်ကတက်သက်အထောက်ထားခိုင်လုံစွာဖြင့်တရားခမ်းကိုစောချက်တင်ကြကပြည်တံတစုံတရားကိုပြပြတတစီရင်နိုင်မည်ဖြစ်သည်ထို့သောမဟုတ်ဘဲတရားခမ်း ော်တက်စတူအယံမူလဟန်တူကြောင်းဆိုသည့်ထင်မြင်ယူဆချက်ကိုတင်ပြလျင်ကတရားခံဘက်ကအသာရသွားလိမ့်မည်ထင်မြင်ယူဆချက်မဟုတ်ဘဲနိုင်ငံတက်တဲ့တင်ပြချက်ကိုအခြေခံမှလိမ့်နဲ့ခိုင်လုံမည်ဖြစ်သည်ထို့သောမဟုတ်ဘဲထင်မြင်ယူဆချက်အရာတရားခံအားဆွချက်တင်ပြဆိုလျင်တရားခံရှိနေကကန့်ကွက်နိုင်စရာအကြောင်းရှိလေသည်မတွန်းတဲ့ဘက်ကလည်းတုတ္တရာခံအတွက်ချက်လဲစရာအကွက်အကွင်းရှာရသည်မိနီပြထားသည်ကို အမှန်မထားမိကြောင်းခြေပရလိုက်မည်အတွန်နယ်ကဤသို့လျှောက်လေသည်ထိုချင်းကရန်ကုန်မြို့တွင် နေရအနှဲငယ်တွင်သာ ရင်ထင်းပလိတ်တို့ကမိနီမီစိန်အသုံးပြုသည်အချက်ပြရ၌လဲအနီးမှအစိမ့်သို့အစိမ့်မှအနီးသို့ကူပြောင်းသည့်အခါမိဒံကိုလက်ဖြင့်လက်ရသည်ထို့သောအချို့သောရင်ထင်းတို့သည် အနီးမှအစိမ့်ပြပြီးရုတ်တရက်ချက်ချင်းပင်အစိမ့်မှအနီးသို့ ပြန်လှည့်သည်တို့ ရှိသည်စီကံမရှိ လက်ကျင်တယ်လို့လက်နေကြသည်မိုးရွာသည့်ညညတွင်ဆိုရင်လမ်းချော်သည့်အခါတို့ကြုံရတတ်သည်ရင်မောင်းသည်လမ်းဆောင်အရောက်တွင်အစိမ်းမှအနိတို့ရုတ်တရက်ကူးပြောင်းသွားသည်တို့ကြုံရလင်ကားကိုမထိန်သိမ့်နိုင်ဖြစ်ရသည် နောက်တစ်ချက်မှာအဝါမီအသုံးပြုခြင်းပင်ဖြစ်လေသည်ဤဒီမှာသူဤတရခံယခုကြုံတွေ့နေရသည့်အဖြစ်ဆိုးပင်ဖြစ်သည်အရှိန်နှင့်မောင်းလင်လာကရလမ်းဆောင်ရောက်မှရုတ်တရက်မိနီပြားကအတားခံရခြင်းဖြစ်သည်တော်တော်လေ မတော်နယ်ဤရှောက်လက်ချက်သည်ပြည်လမ်းမကြီးပေါ်ကကားကြုံရသည့်အခြေအနေနှင့်မတူကြောင်းတရလိုဘက်ကတင်ပြချက်အရသိတာထင်ရှားနေသည်။တို့ဖြစ်ရာမတော်နယ်ဤရှောက်လက်ချက်သည်မခိုင်လုံတဖန်မတော်နယ်ဆွဆက်သလိုရင်တိန်ပလိတ်ကလည်းမိမိမိစင်းကို ရုတ်တရက်ကူးပြောင်းလာခြင်းမဟုတ်ဒီမှာထင်ရှားသည်။ပြီးတော့ကာနစီညံနှုံးချင်းမတူသည့်ကို ထောက်ချင်သည်။မိစင်းမိနီရုတ်တရက်ကူးပြောင်းသည်ဆိုခြင်းမှာမဖြစ်နိုင်။ထိုအခါမတော်နယ်မှာရောက်ရက်ခတ်လာသည်။ မိနီမိစိန်လှည့်အပြောင်းချောက်လက်ချက်ကလည်းအကွက်မွင်တရကံအရက်တော့လာတဖြစ်တာမထိန်သိမ့်နိုင်ဖြစ်ရဟန်တူသည်ဆိုသောထင်မြင်ယူဆချက်ကိုလည်းပြည့်လက်အောင်မချေဖြစ်နိုင်ထို့ကြောင့်အမှုကိုကျွန်တော်ရုံးတွင်ဆက်လက်စစ်သေးခြင်းတွေ့နိုင်အောင်ကြံစီစူးစမ်းလာသည်ပထမဆုံးခြေလှမ်းအဖြစ်အမှုကိုဟိုက်ကုတ်တို့ကျောင်းရွှေစစ်စစ်ရန်ချုပ်ထားတင်ပြသည်အကြောင်းပြချက်မှာဤသို့ဖြစ်သည်အကယ်၍အမှုဆက်ကြသည့်တရားပြိုင်နှစ်ဦးသည်လူမျိုးချင်းမတူကြလျင်ဖြစ်စေ ရန်ညိုချိကလင်ဖြစ်စေတရားရုံးတစ်ခုမှခြားတစ်ခုသို့ပြောင်းရွှေ့စစ်ဆေးနိုင်သည်ဟုဥပဒေတွင်ဖော်ပြထားသည်ရင်းကိုကိုကားကရုံးပြောင်းစစ်ဆေးရန်ချောက်ထားတင်ပြသည်ထို့အခါဖော်တက်စတူအတွက်အင်္ဂလိပ်လူမျိုးဂျူရီလူကြီးများခန့်ပေးရလိမ့်မည်အင်္ဂလိပ်လူမျိုးဂျူရီတို့သည်အင်္ဂလိပ်လူမျိုးတရားခံအပေါ်တက်ညာလေးရှိသည်ထို့အခါကျွန်တော်ကရုံးပြောင်းစစ်တင်ကြောင်းတရားဥပဒေကခွင့်ပြုနိုင်ကြအီမှုကိုဆွဲဆိုသည့်တရားလုံးမှာကလိပ်ဖြစ်ပြီး မြန်မာတို့မဟုတ်ကြောင်းပြောကြသည် ထို့ပြင်ရန်ညိုးရှိသည့်အာဂရရှိသည့်ဆိုချင်းမျိုးလည်းမဖြစ်နိုင်ဒဏ်ရာရသည့်မြို့သမီးနှုတ်ဦး၏ထွက်ဆိုချက်များတွင်ရန်လိုမုံထားသည့်စကားများမှာပါဖြစ်ပြတဲ့များကိုသာအစစ်ခံခြင်းဖြစ်လေသည်ကျွန်တော်၏အမိန့်ကိုမကျေနပ်လျင် မတုန်နယ်ဘက်ကအယူခံတင်နိုင်ခွင့်ရှိသည်တို့သောအမိန့်မှာမှန်ကန်သည်ဟုလက်ခံပြီးရုံးပြောင်းစီရန်အကြံကိုဆွလုံးလိုက်သည်တို့သောဒုတိယချုပ်ပန်းချက်အဖြစ်အမှုကို နှစ်ဖက်သဘောတူကြည်အေးရန်လျှောက်ထားတင်ပြသည်သူ့အမှုတီမှာမချူနိုင်မကင်နိုင်အခြေအနေရောက်နေပြီကြည်အေးမီဆိုရင်ပလိတ်ကလည်းကန့်ကွက်ရမှရှိသူ့အမှုတီကလည်းနိနာကြီးအဖြစ်ရောကြီးပေးရန်အသင့်ရှိသည်ဟုတင်ပြလာကြသည်ဥပဒေအရတရားသူကြီးကသဘောတူရင် ကြည်အေးကွင်ပြုနိုင်သည်တိုးတော်လည်းအခြေအနေမှာရှင်းလင်းတသားနေပြီ အမှုစစ်ဆေးလာပြီးစီရင်ချက်ချရန်လက်တကမ်းလိုတယ်မှကြည်အေးရန်တင်ပြတီကိုကျွန်တော်လက်မခံနိုင်တရားခံမှာ အပြစ်ရတော်မူတကြသည်ရင်ထင်းပလေပြုတ်မှုဆောင်ရွက်ပုံမှာလဲမှန်ကန်သည်ဟုအစစ်ဆေးခံသည်အများပြည်သူတို့ကလည်းအနာပိုင်တို့ဘက်ကအမိန့်ချမှတ်ရန်ကိုသာမျှော်လင့်နေကြသည်အီအစ်စပန်ရောက်နေမှအမှုကိုကြည်အေးခွင့်ပြုမည်ဆိုရင်ကျွန်တော်ဘက်ကတာဝန်ကိုရှောင်လွှဲရာရောက်သွားမည်တရားသူကြီးကောင်းဆောင်သွားသည်ဟုပြောကြလိမ့်မည်ထို့အချိန်တွင်တမျိုးလုံးလိုလိုပင်ဤကားတိုက်မှုအကြောင်းကိုပြောဆိုနေကြသည်စစ်ဘက်တွင်လည်း ပြောဆိုဝေဖန်ကြသည်စစ်ဘုတ်ကလေးများ၏မိတ်ဆွေအပေါင်းအသင်းအရာရှိအတိုင်းဝန်းအကြားတွင်လည်းဤအမှုကြောင့်ပြောဆိုနေကြသည်သူတို့၏မြို့သမီးမိတ်ဆွေများသည်ပင်အမှုသွားအမှုလာကိုဝေဖန်ဆွေးနွေးကြသည့်အစဉ်တွင်ရောက်နေကြပြီဖြစ်သည်ဒေနာပါတီကောထမင်းစားပွဲများတွင်လည်းဒေနာပါတီကောထမင်းစားပွဲများတွင်လည်းကောင်းကလပ်များတွင်လည်းကောင်းရန်ကုန်ပလိတ်ကိုရစရာမရှိအောင်ပြစ်တင်ဝေဖန်ကြသည်ထိုချိန်မျိုးတွင်အမှုကိုကြည်ဤ့့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  ရက်တန်ရွာတန်ကိုနာခံတယ်လို့ဖြစ်သွားလိမ့်မယ်။သူတို့လိုကိုလိုက်မိလျက်သားဖြစ်သွားလိမ့်မယ်။တို့ဖြစ်ရာကြေးဖို့ကျွန်တော်ခွင့်ပြုနိုင်။ငင်းဆိုလိုက်သည်။မတော်နယ်ဘက်ကအကြံကုံသွားပြီ။ကျွန်တော်ထံတင်ပြလျှောက်ထားသည့်ခြေလမ်းတစ်ခုမှာနောက်ဆုံးလက်နက်တစ်ခုပဲဖြစ်သည်။ထိုအကြံစိန်တစ်ခုမောင်မြင်သည့်အခါသူတွင်ချက်လဲเสียမှကြံတော့ပဲ။ချုံတော့မြည်အမှုအတွက်တက်နိုင်သည်မြတ်အဖက်ဆယ်ရန်သူစူးစမ်းသည်။သူကဤသို့ ောက်ဆုံးလျှောက်လဲသည်သူ့အမှုတည်သည်ဂုံတီရှိ လူကြီးလူကောင်းတယောက်ဖြစ်သည်ညစာအမီ မော်တော်ကားကိုခက်မမှန်မောင်းလာရနိုင်ရင်းတဲ့ပလိတ်ကပြတ်သည့်မိနီကြောင့်စိတ်ရှုပ်ထွေးသောကကားတက်ရခြင်းဖြစ်သည်သူဖြစ်ရာသူ့အမှုတည်အားအပြစ်ရှိသည်ဟုတရားသူချင်းမင်းကယူဆပြီးဒံငွေတက်စီလင်းပင်စတိတဘောဒံငွေအနေငယ်သာတက်တင်သည်ဟုနောက်ဆုံးလျှောက်လဲသည်လက်ထောက်အစိုးရရှိနေကတက်တည်ထွက်ချက်အလုံးကို ပြန်လည်တင်ကြပြီးစီရင်ချက်ချရန် ျွန်တော်လက်တော့အလိုက်တယ်စနေတနင်္ဂနွေရုံးပြရညတွင် အမှုအတွက်မိတို့စီရင်ဆုံးဖြတ်ညီကိုစဉ်းစားရသည်တရားခံကိုဒဏ်ငွေတက်ပြီးဒဏ်ရာရသူအမျိုးသမီးနှုတ်ဦးကရောကြီးပေးနိုင်ပြီဆိုရင်ရောကြီးပေးခိုင်းပြီဆိုရင်ကျွန်တော်အဖို့စီရင်ချက်ကိုလွယ်လွယ်ပင်ရေးချနိုင်ပြီစစ်ပအတန်းဝိုင်းကမူအစီရင်ချက်ကိုသဘောတူလာမည်မို့တို့တိုင်အောင်အစီရင်ချက်မျိုးကိုကြားရရင်ရင်ငုံနှုတ်ပိတ်နေကြမည်သာဖြစ်သည်သူတို့ပတ်ဝန်းကျင်တွင် ဤမှုအကြောင်းကိုတပတ်လောက်ဝေဖန်ပြောဆိုကြလိမ့်မည်။ပြီးတော့ထိုအကြောင်းသည်မိမ့်မိန်သွားမည်။သို့သောဤစီရင်ထုံးသည်လောကံသိမ့်မြက်သည့်စီရင်ထုံးတစ်ခုလော။ဤမှုဖြစ်ပေါ်ရာတွင်အဝင်ကြသူတို့၏အနေအထားကိုတစ်မျိုးတစ်ပါးသာပြောင်းလဲကစဉ်းစားမည်ဆိုကြပါစို့။အကယ်၍တရားခံသည်မြမလူငယ်အရာရှိတစ်ယောက်ဖြစ်သည်ဆိုကြပါစို့။မြမလူငယ်အရာရှိတီအိုရီနယ်ကလပ်မှစားတောက်ပြီးပြန်လာရတွင်မိနီပြတ်ထားသည်ကိုဖြတ်မောင်းပြီးအင်္ဂလိပ်မြို့သမီးနှစ်ယောက် င်းနေလိုက်ပါလားတဲ့မတော်ကားကိုရွနှစ်ပတ်လောက်ပြန်အောင်တိုက်မိတယ်။အင်္ဂလိပ်အမျိုးသမီးနှစ်ယောက်ဒညာအပြင်းထန်ရတယ်။ထိုခါမျိုးတွင် အင်္ဂလိပ်လူမျိုးများကဘလို့စီရင်ချက်မျိုးတောင်းဆိုကြနေနေ။တရားသူကြီးကမြို့တော့ဆုံးဖြတ်နေနေ။ဒီကိစ္စမျိုးတွင်ရှေရှေဝေးဝေးစဉ်းစားနေရအကြောင်းဝင်။တရားသူကြီးသည်တရားခံမြမလူငယ်အားကြီးလေးသည့်ပြစ်ဒဏ်ကိုစီရင်ကြီးအမှန်ပင်ဖြစ်လေသည်။သို့မဟုတ်အခြားတမျိုးစဉ်းစားနိုင်လေသည်။ဤကဲ့သို့သောကတိုက်မှုမျိုး အင်္ဂလန်ပြည်တွင်ဖြစ်ပွားကလျင်တရားသူကြီးကဘယ်သို့စီရင်မည်နည်းဤတွင်လည်းထောင်ဒဏ်စီရင်မည်အမှန်ဖြစ်ပေသည်ထို့သောမြမပြည်တွင်မူဗြိတိရှားစစ်တပ်မှအင်္ဂလိပ်စစ်ဘုတ်ကလေးတရားကျူးလွန်သည့်ပြစ်မှုအတွက် ထောင်ဒဏ်စီရင်ချက်ချရန်ဖြစ်နိုင်ပါမည်လားကျွန်တော်စီရင်ချက်ချမည်ယခုမှတွင်မိမိမှန်သည်ထင်သည့်စီရင်ချက်မျိုးပေးနိုင်ပါမည်လားဟုတန်တရားဝင်လာသည်ကျွန်တော်တွင်တိမျက်တလို့စီရင်ပိုင်ခွင့်အလားရှိသည်ထို့သော ကျွန်တော်စီရင်ချက်ကို ဟိုက်ကုတ်ကအောက်ယုံအမိန်တိုင်းတည်စေဟုအတိပြု လက်ခံပါမည်လားယခုအချိန်တွင်တရားဝင်ကြီးစာအတာဝိတ်ကလည်းခွင့်ယူကအင်္ဂလန်သို့ပြန်နေသည်သူရှိနေလျင်မူသူအားကိုရှိနေသေးသည်စာသာသည်တရားဥပဒေတိုင်းတက်တက်မမတ်စီရင်သည်ကိုထောက်ခံသည်အများပြည်သူတို့၏ထင်မြင်ဆက်ချက်ကိုစဉ်းစားနေသူမဟုတ်ဟုလူတီညာကြောက်ကြသည်တော်တော်လေသူခွင့်ယူနေသည်မှာဆိုသည် သူ့နေရာတွင်တရားသူကြီးငယ်တယောက်တာဝန်ယူနေသည်တို့ပြည်ဟာဟိုက်ကုတ်တွင်တရားဥပဒေဝန်ထမ်းဘက်ကခေါင်းမမဖြင့်အုပ်ချုပ်ရေးဝန်ထမ်းဘက်ကိုအတိုက်ခံပြောဆိုဆောင်ရွက်နိုင်သူမရှိခိုက်ကြုံကြိုက်နေရသည်အုပ်ချုပ်ရေးသမားတို့ကလည်းယခုအမှုတွင်တရားခံအပေါ်အထူးညံ့တာထောက်ထားစွာစဉ်းစားကစီရင်ချက်ချရန် လိုလားနေသည်ဟုကျွန်တော်ထင်သည်ဤနေရာတွင် ကျွန်တော်အထင်မှမတန်ကောင်းပါဟုယုံကြည်မိတယ်။အစိုးရကမှကျွန်တော်အားဘဲပုံပန်ဒီ စီရင်ချက်ပေးပါဟုမပြောအကျိနေမိတ်လည်းမပြအိနီးယားတွင်အစိုးရသည်များစွာသတိထားသည်ကိုကျွန်တော်သိထားသည်တိုးတော်လည်းအရာရှိအချို့ဤသဘောထားကိုကျွန်တော်ကြားသိရသည်လို့ရှိသည်သူတို့ဆန္ဒဘဲသို့ရှိသည်ကိုကျွန်တော်သိသည်သူတို့ကမူဤမှုတွင်ဓာငွေအနှဲငယ်တက်လိုက်ရင်ပင် လုံလောက်ပြီဟုယူဆသည်ကလပ်အတိုင်းဝိုင်းတွင်ဓာတက်လျင်လုံလောက်ပြီဟုသော အတန်ညီနေသည်မှကြားပြီ ထိုအတန်သည်ကျွန်တော်နားသို့ရောက်လာသည် တရားခံရှိနေမတော်နေဤစကားတခွန်းရှိသေးသည်ဂျင်းမှာကျွန်တော်နဲ့လုံးလုံးလားလားပတ်သက်နေသည်ဂျင်းမခန္ဓာကလပ်တွင် သူ့မိတ်ဆွေအပေါင်းအသင်းစုံညီရှိနိုင်မတော်နေကဒီမှုမှာကောလစီကထောင်ထန်စီရင်ချက်ထွက်လာရင်တော့သူ့တေတွင် သူတူးပီတာမှန်းဟုပြောသည်ဆိုသောတရင်စကားသည်ကျွန်တော်အနာတို့ရောက်လာသည်ဘာကြောင့်ဤစကားမျိုးသူပြောရတယ်လဲအုတ်ချုပ်ရေးပိုင်းကထိတ်တန်းအရာရှိများ၏သဘောထားကို သူသိနေသလားတနည်းဆိုရရင်ဤအမှုတွင် ျွန်တော်ကင်တွေပုံကင်တွေနီးကိုမကြိုက်သည့်ကျွန်တော်အထက်ကဗြိညာခံဝဏ္ဏချို့ရီသဘောထားကို သူသိနေသလားဤတော့ကောက်ချက်ချရန်ကစောလွန်နေသည်ဟုကျွန်တော်ထင်မိသည်ဒံငွေလောက်တာမစီရင်လျင်ကျွန်တော်ဒုက္ခရောက်ပြီဟုသူပြောနေခြင်းမှာတမင်တက်တက်သူ့အမှုတည်တက်တာရရအောင်ကြံဖန်ပြောဆိုနေခြင်းမဟုတ်နိုင်ကျွန်တော်အကြောင်းကိုသူကောင်းကောင်းသိနေသည်ချင်းချောက်လို့မရသည့်တရားသူကြီးမှန်သူသိသည် အကယ်၍ထိုစကားမျိုးသာသူပြောခဲ့လျင် ထို့စကားသည်တရားခံပတ်သားများစိတ်သက်သာရာရအောင်ပြောသည့်စကားမျိုးသာဖြစ်မည်ဟုကျွန်တော်ယူဆသည်ထို့အခါကျွန်တော်ကထောင်ချလိုက်ညီဟုထင်နေသူတို့စိတ်သက်သာရာရသွားမည်ဤတွေးများဝင်လာသည့်အခါထောင်တန်းစီရင်ချက်ပေးရန်မတင်းဟုစိတ်တွင်ဖြစ်ပေါ်လာပြန်သည် ကျွန်တော်ကထောင်တန်းစီရင်လျင် တရားရုံးချုပ်ကအတီးပြုတ်လိုက်ညီမို့အောင်ယုံအမိတ်တီစီဟုအတီးပြုတ်သည့်တိုင်အစိုးရ၌အထူးအာဏာများရှိနေသည်မဟုတ်ပါလား အများပြည်သူတို့၏အကျိုးစီးပွားနှင့်မဆန့်ကျင်လျင်တနည်းဆိုသောအများပြည်သူတို့ဆူဆူပူပူမဖြစ်စေရန်အကျဉ်းသားတစ်ယောက်ကိုထောင်မှလွတ်ပိုင်ခွင့်အာဏာသည်ပြည်ပိုင်အစိုးရပိုင်၌ရှိလေသည်တရားခဏ်ကိုကျွန်တော်ကထောင်ချမည်တရားရုံးချုပ်ကအတည်ပြုမည်ထိုအခါအထက်အစိုးရကဝန်ရောက်ဆွဖက်မည်ထိုစဉ်ကအဖြစ်မှန်မှာကျွန်တော်အားထားသည့်ပုဂ္ဂိုလ်နှစ်ယောက်ခွင့်ယူကသူတို့ရာတို့တွင်ရှိမနေခြင်းဖြစ်သည်ဘရင်ကန်စာချအင်းနှင့် တရားဝင်ကြီးစာအာတာဝိတ်တုံနဲ့မြမပြည်မှာမရှိကြ။တို့ဖြစ်ရာစစ်တပ်အနာဘင်တို့ဒီအုတ်ချုပ်ရေးအပိုင်းတွင် လူတွင်ကြဲလုံနေကြလေသည်။သူတို့ဩဇာမှာခါတိုင်းထက်ပို၍စူးချနေခြင်းဖြစ်လေသည်။ဤကဲ့သို့သော အချိန်နှင့်အချိန်ခါမျိုးတွင်စစ်ဘုတ်ကလေးအားကျွန်တော်ယုံကထောင်ထမ်းစီရင်ခဲ့သောကျွန်တော်မိုင်မဲရာမရောက်ပါလား။ကျွန်တော်ထက်မိုင်မဲသူချိနိုင်ပါမည်လား။တရားခံကိုစီရင်သည်ထက်ကိုကိုကိုစီရင်သည်နှင့်တူမနေဘူးလား။ဤသို့ဖြစ်စေ တော်တက်မှန်ကန်ဖို့လိုသည်ဘယ်လန်းလိုက်လျင်ကောင်းပြီတင့်ကြီးမတင်အလျော်ကန်စသည်နှစ်ဖက်နှစ်စွန်းကို ချိန်စားရမည် တိကျတသားဖို့လိုသည်ဒံငွေတက်မလားရောချေးပြေးခိုင်းမလားဆုံးမစကားပြောကလှုပ်ပေးလိုက်ရမလားဤလန်းလိုက်လျင်ညီမပြည်သူအများစုကကျင်းနဲ့လက်ခံနိုင်ပြီမို့ညီမတို့သည်အီမှုကိုအေးအေးတက်တာပင်စောင့်ကြည့်နေကြသည်ညီမတဲ့င်းစာများကအမှုစစ်စစ်တီကို ပြည့်ပြည့်စုံစုံဖော်ပြသည်ပလိတ်ကရေးယူပေါ်စွဲချက်တင်မုံတို့ကိုကြည်နဲ့လက်ခံသည် ကျွန်တော်အပေါ်တွင်လည်းယုံကြည်မှုအပြည့်အဝရှိနေကြသည်ဒို့ဖြစ်ရာကျွန်တော်စီရင်ချက်ကို လူလူလတ်လတ်လက်ခံရန် အသင့်ရှိနေကြသည်ကို ကျွန်တော်သိထားသည်ကျွန်တော်စိတ်ထားကိုမြမာတွေနားလည်သည်ကျွန်တော်အပေါ်တန်ရောစင်ရှိသည်လေးစားသည်ဒို့ဖြစ်ရာကျွန်တော်ဒုက္ခရောက်မြစ်အဖြစ်မျိုးကိုကသူတို့မလိုလားကြပါဘူး ဘယ်ပေါ်ဘယ်လိုကျွန်တော်ဆုံးဖြတ်ရမည်နည်းစောက်ဆူစားယူဆိုသည့်အဖြစ်မျိုးကိုကျွန်တော်ကြုံရသည်တို့တိုင်အောင်ကျွန်တော်ဘက်ကမျက်စီစုံမိတ်ကဒံငွေလောက်ပဲတင်းတော်ပါပြီဟူ၍ကအချောင်းပေးနိုင်ပါဒီထက်ပို၍ထိုက်တိတိပြည်တံမျိုးပေးရမည်ကိုကျွန်တော်နားလည်မိပါသည်ဒံငွေလောက်သာစီရင်လိုက်ရင်တတလုံးကျွန်တော်ခေါင်းမဖုံနိုင်တော့မည်အဖြစ်ကိုနားလည်ထားပါသည်ဒီလိုဆိုရင်ကို့ဘွားကိုနင်မောအောင်လုပ်တည်နေတူတော်မည် ကျွန်တော်ဘွားအဆုံးတော်မည်ဤတော့ အပြန်ပြန်အလှလှန်စဉ်းစားသင်ကျင်ပြည်သည့်နောက်ကျွန်တော်သည်ကိုကိုကိုတည်နာလေသူတယောက်ဖြစ် ပြန်လဲရရှိလာသည်ဟုခံစားလာမိသည်ငါအနေထမ်းမှန်အားဘယ်နေရာလဲဆိုသည်ကိုစုပ်ကင်မိပြီထိုခဏမှာပင်စစ်ဘုတ်ကလေးဖော်တက်စတူဒီထောင်တန်း3လနဲ့ဒံငွေပေါင်30ကြခံရမည်ဒံငွေကိုကားတိုက်ခံရသူအမျိုးသမီးနှစ်ယောက်အားရောကျေးအဖြစ်ပေးရမည်ဟုသောစီရင်ချက်ကိုမဆိုင်မတွပင်ခက်မြမြန်ရေးချလိုက်ပါသည်